ထောင်နံထိုက်သည့်ပြည်မှုကို ကျူးလွန်ရန်အလို့ငါအင်ကျော်နေမှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှ51မှာပဲလို့ပြထန်းထားပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့နေဦးစံမြင့်ဦးဖြစ်ပါတယ်။ကျွန်တော် Law Firm နေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်။ထောင်နဲ့ထိုက်သည့်ပြည်မှုကို ကျူးလွန်ရန်လို့ငါအင်ကျော်နေမှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှ51မှာပဲလို့ပြထန်းထားတယ်ဆိုရင် မိသူမဆိုထောင်နံထိုက်သည့်ပြစ်မှုကိုကျူးလွန်ရန်အလို့ငါအိတ်ကြော်နေမှုကိုကျူးလွန်ရင်ထိုးသူကိုနှစ်နှစ်ထိထောင်နံတမျိုးမျိုးချမှတ်ရမယ်ပြင်ငွေတန်လည်းချမှတ်နိုင်သည်အကယ်၍ကျူးလွန်ရန်ကြံရွယ်သည့်ပြစ်မှုသည်ခိုးမှုဖြစ်ခဲ့သောထောင်နံကိုခုနှစ်နှစ်ထိတိုး၍ချမှတ်နိုင်သည်လို့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှတော့ရဲရဲပိုင်တဲ့ပုံမှဖြစ်ပါတယ်အာမခံပေးနိုင်ပါတယ်ခိုးမှုဖြစ်ခဲ့ရင်တော့အာမခံပေးနိုင်မှာဘူးတရားရုံးရဲ့ ခွင့်ပြုချက်နဲ့ဂျေအေးခွင့်ရှိပါတယ်ခိုးမှုဖြစ်ခဲ့ရင်တော့ဂျေအေးခွင့်မရှိပါဘူးဒါကြောင့်မလို့ရာဇသက်ကြီးပုံမှန်651ကိုဖောက်ဖျက်ကျူးလို့မယ်ဆိုရင်တော့ထောင်နဲ့ချမှတ်ခြင်းခံရနိုင်တဲ့အပြင်ကိုငွေရန်လည်းချမှတ်ခြင်းခံရနိုင်ပါတယ်နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်